မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတိုးရန်ကင်းရေးသားသောမြမရုပ်ရှင်အမှုပညာသည်များစာအုပ်မှယနေ့ကျော်စွေသို့မဟုတ်မြမရုပ်ရှင်လောကကြီးကျယ်တပွင့်အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် ယနေ့ကြော်ဆွေဟူ၍တစ်ချိန်တစ်ခါကနေ့စဉ်တို့သတင်းစာအပတ်စဉ်ထုတ်ကြနေလစဉ်တို့မဂဇင်းအုပ်တွေထဲမှာပါဝင်သည့်ထူးခြားလာသောကြော်ညာစာသားတစ်ခုကိုယနေ့တိုင်းစာရေးသူ မမေ့နိုင်သေးပါအနီးယနေ့ကြော်ဆွေဆိုသည်မှာတပါရင်ဝိုင်းရင်တရုပ်ဆောင်အမှုပညာသည်ကြီးတယောက်တရုပ်ဆောင်ပညာမှာအပိုလိုမရှိအတိအကျပြောရလျင်ရုပ်ရှင်အမှုပညာကိုထုံးလို့မွေရေလိုနှောက်နိုင်စွမ်းရှိသည့်တကယ့်အောက်သက်ကြီးပညာရှင်ကြီး အတန်လေးရုပ်ရှင်ဇာတ်ကားများခက်ကစခဲ့ရသည့်သူဤအောက်ခြေကတက်လာသည့်ပညာတဲ့ဘဝကို သူကိုယ်သူစိတ်ချလို့ဒီနေ့မှလည်းကြော်ဆွေးရှိနေတဲ့ဆိုသည့်သူဤအမှုပညာအဆင့်တန်းကို ပြဆိုလိုက်သောစကားလုံးများ၏အနှစ်သာရအတိတ်ပဲပင် ဖြစ်ပါလိမ့်မည်။မှန်လိုက်ကပ္ပရုပ်ရှင်လောကတွင်မင်းသားဖြစ်နှစ်ရှည်လများတည်တတ်နေသူတို့အတော်ကလေးရှိကြတော့လေမြမရုပ်ရှင်လောကတွင်မင်းသားဖြစ်ခက်အဆက်ဆက်တောက်ခံနိုင်သူဟူ၍မင်းသားကြီးကြော်ဆွေကိုပြေး၍မြင်မိပါသည် ကျော်စွေသည်စစ်ဘီခေ A1 ဖလင်မှဒရိုက်တာဥပရှင်ရိုက်ကူးသောစောရဆန်ရှားအတန်းလေးစကားတွင်မင်းသားတင်ဖေနှင့် တွဲဖက်ကပါဝင်ခဲ့ရမှစ၍သူ၏ရုပ်ရှင်တက်တမ်းမှာငွေတုသဘင်တိုင်းဆင်နွှဲနိုင်ခဲ့ပါသည်။တနည်းအားဖြင့်မင်းသားကျော်စွေကိုငွေတုမင်းသားကြီးဟုကင်ဝန်းတန်နိုင်ပါသည်။ မင်းသားကြီးကျော်စွေကို1285ခုနှစ်တပူရဲလာဆန်း6ရက်တနင်္ဂနွေနေ့တွင်အဖမြို့ပြအိုးအိမ်ဌာနဝန်တော်ဥပနဲ့နဲ့အမိဒုံးစိန်တို့မှပကူးမြို့တွင်မွေးဖွားခဲ့သည်။သူ၏ငယ်နာမည်သည်မောင်အောင်သိန်းဖြစ်တော်လဲမိဘများကချစ်စနိုးမော်နီဟုခေါ်ခဲ့သည်။မွေးခြင်း9ရောက်နဲ့တက်တရမြောက်သားဖြစ်သည်။ငယ်စဉ်ကရန်ကုန်စိန်ကျွန်းကျောင်းတွင်ပညာသင်ကြားခဲ့သည်။ ကိုမော်နီဒီကိုလိုနီခေဘရင်လေးတက်မတော်သူဝင်ရောက်ခဲ့ပြီးမြကြီးနားနိုင်စစ်တင်တန်းတက်နေစဉ်စစ်ကြီးဖြစ်သည့်အတွက်မြကြီးနားမှာခြေလင်းပြန်ဆင်းခဲ့ရာ အဖော်ခုနှစ်ဦးနဲ့ငါးဦးတေဆုံးသွားပြီးသူနှင့်အခြားတဦးသာရှင်ကျန်ရည်သည်စာဒီဘဘိုးမျိုးတို့ပြန်ရောက်တော့ခါသူ့ကြုံမခံလို့သည့်မျိုးချစ်စိတ်ဖြင့် BIA မြမလွတ်လည်ရေးတက်မတော်သူဝင်လိုက်သည်ထိုစဉ်ကရဲဘော်၃ချိန်ဝင်ဘိုးဗလာဤတန်၌စစ်မှုထမ်းခဲ့ရသည် BIA ဖြတ်သိမ်းပြီး BDA ဖွဲ့သောအခါပါဝင်ခဲ့သေးသည်1943ခုနှစ်တွင်ဒေါက်တာဘမော်၏လက်ယုံတဦးဖြစ်သောဦးစိန်ကိုဒေါက်တာဘမော်အစိုးရကရန်ကုန်ခရိုင်ဝန်ခန့်ကဦးစိန်၏တူတော်ဆက်သူ ကိုမော်နီကို မော်လမြိုင်ကျွန်းတွင်ရာဇဝင်အုပ်ရဲအုပ်ခန္ဓာသည် ဖက်စစ်ဂျပန်တော်လှန်ရေးနီးလာသောအခါကိုမော်နီသည်ရာဇဝတ်အုပ်အလုံးမှထွက်ကာမျိုးချစ်ဗမာတပ်မတော် PBF သို့ဝင်လိုက်ပြီးတိုက်ပီတာဝန်ကိုထမ်းဆောင်ခဲ့ပြန်သည်1945ခုနှစ်စစ်ကြီးပြီးသောအခါစစ်မှုရန်ဘဝမှထွက်လာပြီးဝါသနာပါရာရုပ်ရှင်လောကသို့ဝင်ရောက်ရန်ကြိုးပမ်းသည်ပထမဆုံးဗြိတိရှဗမာရုပ်ရှင်ကုမ္ပဏီကဇက်လိုက်မင်းသားများခေါ်ယူသဖြင့်တွားလျှောက်ရာအရေးမခံရပေ။ထို့နောက်အေဝါဥတင်ရဲလမ်းညွှန်မှုဖြင့်ဒရိုက်တာဥပရှင်ထံရောက်သွားသည်။ ဒရိုက်တာဥပရှင်သည်ဗြိတိရှဘာမာမှစောရဆန်ရှားကို မန္တလေးတက်ပြီးကားရိုက်မိဆဲဆဲမင်းသားတင်ဖေးဤတူတော်သူကိုမော်နီကိုဒုတိယမင်းသားဖြစ်ခတ်ထားသည်မင်းသမီးကမေးမြဖြစ်သည်စောရဆန်ရှားဇက်ကားတွင် မော်ရီကိုကြော်ရွှေဥအမည်ပေးပြီးထိုဇက်ကားယုံတင်ပြသည့်အခါသူ့ကိုသဘောကျသည့်အတွက်ရုပ်ရှင်ကုမ္ပဏီအများပြားကကန့်လန့်လာကြသည်ကိုမော်နီသည်မင်းသမီးမေးမြ၏ဆက်သွယ်ပေးမှုဖြင့်ပဲရော့ရုပ်ရှင်သို့ရောက်သွားပြီး 1948ခုနှစ်တွင်ပဲရော့ရုပ်ရှင်မှဒရိုက်တာဦးအောင်ဆိုင်၏ဗိုလ်ချုပ်အတန်းထိပ်စက်ကားတွင်ခေါင်းဆောင်မင်းသားဖြစ်မင်းသမီးခင်နှင်းမြင့်နှင့်တွဲဖက်ပါဝင်ရသည်စောရဆန်ရှားဘိုးချုပ်စကားများတွင်ကြော်ရွှေအမိဖြင့်တရုပ်ဆောင်ခဲ့ရတော်လဲနောင်အေဝမ်းရုပ်ရှင်တွင်လကစားမင်းသားဖြစ်သွား၏စကားသုံးလေးကရိုက်ပြီးတွင်ကြော်ရွှေမှကြော်ဆွေတို့အမိခံယူလိုက်လေသည် ဒေဝန်းကဒုတိယကျင်းရုပ်ရှင်လုပ်ငန်းပြန်စခြင်းတွင်ကိုကျော်ဆွေကိုခေါင်းဆောင်မင်းသားအဖြစ်တင်မြောက်ကမိုးနဲ့ပဆွေးတမြေအထောက်တော်ရှူဝါမြေလူပီကျုပီချစ်ရဲဘော်ချစ်မာယာရဲတော်ချွေပီတန်စရိဇာကားများဇက်တိုက်ရိုက်ကူးသည် ထို့နောက်1952ခုနှစ်တွင်အေဝမ်းမှဗြိတိရှဘာမာရုပ်ရှင်တို့ကူပြောင်း၍လက္ခဏာမင်းသားဝင်လို့ပြန်သည်ဗြိတိရှဘာမာအတွက်ရိုက်ကူးပေးခဲ့သောရုပ်ရှင်ကားများမှာကုတိုတော်ချီရေးမလွဲတီဆောင်ဟေမန်ပွဲခါညောင်၏တားဘူအောင်တဲ့မင်းအောင်မင်းအောင်အော်ယောက်ျားနှင့်ဖူးစာနှခိုင် ထို့နောက်ပိုင်း1958ခုနှစ်တွင်နမေကျော်ဒရိုက်တာကြီးများ၏ဤပညာများကိုတူယူ၍သူ၏အတွေ့အကြုံများနှင့်ပေါင်းစပ်ကာသူကိုယ်တိုင်ဒရိုက်တာသူကိုယ်တိုင်မင်းသားအဖြစ်ဖြင့်တွေးလည်နှင်းစီဇာတ်ကားများကိုဒရိုက်တာပွဲဥတွက်အဖြစ်ရိုက်ကူးခဲ့ရာအထူးအောင်မြင်လူကြိုက်များခဲ့ပါသည် ထို့သောကားတွင်ဈေးရတင်နေမှုခင်မာလာတို့ဖြင့်တိုင်ဝိုင်းထားပါသည်တွေးတဲ့နှင်းစီဇက်ကားရိုက်ကူးသောချိန်တွင်အတန်ဖန်းတိတ်ရကော်ဒါများအတန်ဖန်းဆက်များခင်မီသောဆက်များပေါ်စဖြစ်လာသဖြင့်ကုကြော်စွေဖို့တဆင်ပြီးတဆင်အောင်မြင်လာခဲ့တော်သည်တူကိုယ်တိုင်ဒရိုက်တာမင်းသားဖြစ်၎င်းအခြားဒရိုက်တာများနှင့်၎င်းအခြားကုမ္ပဏီများတွင်၎င်းရိုက်ကူးခဲ့သည်ပြုံးမြတ်ရေးထားဖြေလျော့ခွေတန်မြတ်နိုးသူတစ္ဆာရှင် မွေမိုးနဲ့မြက်ရေလက်ဦးစရာချစ်မြတာစိန်ပြုံးရီမုံသည်ဒီမြတ်တာလန်းမချူတာဒီနဲ့စောရမင်းသားစသည်ထွက်ပေါ်လာသည်များဇကားတိုင်းပြိတ္တအသေးဆွဲဇကားများဖြစ်ခဲ့ရသည် 1962ခုနှစ်ခန့်တွင်မိုးရုပ်ရှင်ကိုကိုပိုင်တီထောင်ကဂျပန်ပြည်သို့တွားရောက်၍ရုပ်ရှင်ပညာများကို လေ့လာစီးပူးပြီးအပြန်တွင်မိမိကုမ္ပဏီမှပလဲမြက်ရေးစွန့်စားမှုစကားကိုကိုရိုင်းဒရိုက်တာမင်းသားဖြင့်ရိုက်ကူးခဲ့ရာဓာတ်ပုံယူဆနှင့်ရိုက်ချက်များကိုယင်းနေ့ထိပြိသက်မမေ့နိုင်သောစကားကြီးတကားဖြစ်ပါသည်။ကျော်ဆွေကိုချစ်သောပြိသက်ကထိုစကားအတွက်ကျော်ဆွေအကယ်ဒမီရလိမ့်မည်ဟုမျှော်လင့်ခဲ့ကြသည်။ဒီနောက်တွင်ကိုကျော်ဆွေ၏လက်စွပ်ပြစကားအများပြားထွက်လာ ာခဲ့သည်ထိုစကားများနဲ့တင်မောင်ဆွေနဲ့မိုးစန္ဒာတောင်ကိုဝေဝေမြူကြီးဆိုင်ဆိုင်နဲ့တမှုရအတန်ရုံးစင်တို့မှာထင်ရှားသည်ကျိုးစင်းနဲ့တွဲဖက်အညီဆုံးမင်းသမီးများမှာခင်းယူမေမြင့်မြင့်ခင်းနဲ့တင်နေမှုတို့ဖြစ်သည် ထားနဲ့သစ္စာရှင်ဇကားများတွင်ကျော်ဆွေသည်မင်းသမီးမေရှင်နဲ့တွဲဖက်သေးုပ်ဆောင်ခဲ့ရသည်ကျော်ဆွေသည်အမှုပညာထူးချွန်တော်လဲအကယ်ဒမီမရခဲ့ချေ ကျော်စွေသည်မြန်မာရုပ်ရှင်လောကတွင်အကားစားလိုက်စားသူအနက်ထင်ရှားသော ရုပ်ရှင်မင်းသားဒရိုက်တာတစ်ဦးဖြစ်သည်။မြင်းစီ ရေကူးကောက်တိရိုက်တနက်ပြေဝါသနာပါသည်။အထူးသဖြင့်တနက်ပြေလက်ဖြောင်တဦးဟုအမည်ရသည်။1969ခုနှစ်အမျိုးသားတကွန်ဆိုင်တနက်ပြေပြိုင်ပွဲတွင်မီတာ90ပစ္စတိုအမြန်ပြေပြိုင်ပွဲ၌ပထမဆုံးရွှေတံဆိပ်ရခဲ့သည်။ရန်ကုန်တိုင်းတနက်ပြေလက်ရွေးစဉ်တဦးလည်းဖြစ်ခဲ့သည်။ ပေါ်ပြလာကြတဲ့က2000ခုနှစ်တွင်မင်းသားကြီးဥကျော်ဆွေအမတ်တရဂုံပြူအစီအစဉ်ပြုလုပ်ရာမင်းသမီးကြီးဒေါ်ဝါဝါဝင်းရွှေကဥကျော်ဆွေကြောင်းအောက်ပါတိုင်းပြောကြားသွားခဲ့သည်ဥကျော်ဆွေကြောင်းဂုံပြူစီစဉ်တာကောင်းတဲ့အစီအစဉ်ပါအနီဝါကအနီတို့ကုမ္ပဏီအနီကိုတိုင်းဒရိုက်တာလုပ်တဲ့အချိန်မှာအနီဝါတို့ငငယ်ကလေးကအင်မတန်မျက်နှိုးခဲ့ရတဲ့အမှုပညာရှင်ဥကျော်ဆွေနဲ့တွေ့ဖို့ကိုအနီတို့ဘက်ကကြိုးစားခဲ့ပါတယ်အချိန်ကာလ1980လောက်ကထင်ပါတယ်အနီဝါကိုတိုင်းတေ ုပ်ဆောင်ဒရိုက်တာလုပ်တဲ့စိန်တီးမြတ်တီးရဲ့ဇာတ်ကားမှာပေါင်းစည်းမိတယ်။ပေါင်းစည်းမိပြီးဇာတ်ကားရိုက်နေစဉ်အတွဲမှာပဲအဓိကဇာတ်ဝင်ငန်းတွေရရမယ့်အပိုင်းမှာဥကျော်ဆွေလေးဖြတ်ပါတယ်။လေးဖြတ်ပြီးနေမကောင်းဖြစ်နေစဉ်အတွဲမှာပဲအန်ဒီဝါကရိုးရိုးတရင်သွားမိတာကိုဥကျော်ဆွေကဆန္ဒစောစောနဲ့ပဲသူရိုက်မယ်ကျန်တဲ့အပိုင်းသူလာရိုက်ပေးမယ်ကြီးပြောပါတယ်။အန်ဒီဝါကမဟုတ်ဘူးမဟုတ်ဘူးဒါရီခေါင်းနဲ့မထည့်နဲ့ခေါင်းနဲ့မတင်းနဲ့လို့ပြောပေမဲ့ သူဟာအင်မတန်မှအမှုပညာကိုမျက်နှာတန်ရုံးစဉ်ကြီးလွန်တဲ့ပုံကိုပါ သူစနီးဒေါ်နွဲ့ရီကပြောတယ်အနီဝါလည်းပြောတယ်လူပမာတယောက်မို့လို့အကိုကြီးကို နေကောင်းလားလာမေးတာပါဇက်ကားရိုက်ဖို့မဟုတ်ပါဘူးပြောပေမဲ့ဘလောက်ထိ အန်ဒီကိုလှုပ်ပေးသလဲဆိုရင်ညဘက်နိုင်စင်းမှာအနီဝါနဲ့အကိုကြီးကြော်ဆွေးနဲ့လက်စင်းပေါ့တစ်မင်အောင်မှာမိဖို့တွေထားပြီးတော့ပေါ့တချင်းကလည်းဆက်ပြီးသားတယောတိယမှာသူ့ရဲ့ရဘက်လက်ကလေပြတ်ထားလို့မလုံနိုင်တော့ဘူး ဒီလက်စင်းကလည်းမပါလို့မဖြစ်ဘူးဇက်ရဲ့အဓိကဖြစ်နေတယ်အဲ့ဒီတော့ဥကြော်ဆွေလက်တွေမလှုပ်နိုင်တဲ့အချိန်မှာတယောကိုတင်ကြီးကအကိုကြီးဥကြော်ဆွေလက်နေရာမှာဝင်နေအကိုကြီးပခုံးပေါ်တယောလေးတင်ထားပြီးဥတည်ကြီးကဝစ်ပြီးနေရတယ်လက်ကဥတည်ကြီးလက်ဆိုပေမဲ့လေးဖြတ်ထားတဲ့ကြားကအကိုကြီးဥကြော်ဆွေကိုယ်တိုင်တယုတ်ဆောင်တာအဲ့ဒီလောက်ထိသူဟာရုပ်ရှင်အမှုပညာပေါ်တကယ်တက်စာရှိရှိဇွဲကြည့်ပြီးတော့လှုပ်ဆောင်ခဲ့သူပါ သူ့အခန်းမပါရင်ဒီဇက်ကတမျိုးတစ်ပုံအာရော့သွားမှာဆိုပြီးမဖြစ်မနေဝင်တရုပ်ဆောင်တာအန်ဒီဝါမခိုင်းရပါဘူးမလုပ်ပါနဲ့တော့အကိုကြီးရဲ့ပြောပေမဲ့မရဘူးလူတွေတွဲပြီးသူဟာရိုက်ကွင်းကိုရောက်အောင်လာတယ်လာတော့သူ့ကိုအသားလေးထိုင်ခိုင်းပြီးတရော့ကိုပခုံးပေါ်တရုံလေးတင်ပေးပြီးလို့လိုက်တင်ကလည်းဖြောက်တန်ဖြောက်တစ်တုံးတွေလည်းထားတန်ထားနဲ့လို့အကိုကြီးလက်နေရာမှာတရော့ဥတီလက်နှစ်ဖက်နဲ့ထိုးပြီးအဲ့ဒီခန်းကို ပြီးအောင်ရိုက်ပေးပါတယ် မင်းသားကြီးနဲ့ပတ်သက်ပြီးအန်ဒီကတော့အဲ့ဒါကိုမေးမရတော့ပါဘူးဟုပြောကြားသွားသည်တချိန်ကကိုကျော်ဆွေဤလက်စွမ်းပြဇကာအများပြထွက်လာခဲ့ခြင်းမှာသူ၏ဝါသနာနဲ့မနာမနေစူးစမ်းခဲ့သောရုပ်ရှင်အမှုပညာစံကြောင်းဖြစ်ပါသည်။ထို့ကြောင့်ကိုကျော်ဆွေဤအောင်မြင်မှုစတားသည်ယနေ့ကျော်ဆွေဆိုသောကြော်ညာစာတန်းလေးကသူ၏ဇကာများပြတိုင်းကက်လျက်ပါလာသောကိုကျော်ဆွေဤအမှုပညာဘဝခရီးကိုမိမောင်းထိုးပြတဲ့ကဲ့သို့ရှိနေပါတော့သည်။ သူသည်ရုပ်ရှင်ကားပေါင်း52ကားပါဝင်ရိုက်ကူးခဲ့ပြီးမြမလွတ်လည်ရေးအတွက်လည်းသက်စွန်ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်ကုကျော်ဆွေသည်အသက်58နှစ်1982ခုနှစ်ဩဂုတ်လ15ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီးဇနီးဒေါ်နွဲ့ရည်နှင့်တာသမီ9ယောက်ကျန်ရစ်ခဲ့သည် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ကိုတာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတွားကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။